ီနေ့ကျွန်တော်အလီဘာဘာရဲ့ပြည်သက်တွေအတွက်ကျွန်တော်ဘဝရဲ့အကောင်အဆုံးအတွေ့အကြုံတစ်ခုကိုပြောပြပါမယ်။ကျွန်တော်မှာအရင်တုန်းကအတိတ်တယောက်ရှိပါတယ်။သူတို့ကမိသားစုလိုက်စီဇန်ကြီးတွေပဲဖွင့်ကြများပါတယ်။သူတို့စီအရရဲ့အိုင်ဒီယာတစ်ခုကကြတော့တကယ်ကိုချီးကျူးဖို့ကောင်းပါတယ်။အဲ့ဒါကဘာလဲဆိုတော့သူတို့မိသားစုတွေကမြေဝယ်မယ်ဆိုရင်အများအားဖြင့်မြို့ဝင်မြို့အတွက်ဒီမှာပဲဦးစားပေးဝယ်ကြတယ်။မျက်နှာစာကတော့အနည်းဆုံးပေတရာပြည့်မှဝယ်ပါတယ်။များသောအားဖြင့်နေရီဆိုတာကမျိုးပြင်းလို့ဆိုရင်လူနေလည်းမများတော့ဈေးလည်းတက်တာ ड़ी ရာခနန်းလောက်မြည်တယ်ပေါ့ဗျာဘေးမြူဝဲဝဲဝဲသူတို့ပထမအောင်လုပ်တာကမြေကရန်ကိုအမီပေါက်လုပ်ထားတယ်အဆက်အပိုင်းရှိတော့သူတို့အတွက်ဘေးမြူဝဲဝဲဂရန်ဂျာကိုတိတ်ပြီးတော့မဆောင်ရအောင်6လတစ်နှစ်လောက်ဆိုရင်ရတာပဲသူတို့ဝယ်ထားတဲ့နေရာတွေကတဖြည်းဖြည်းနဲ့ကုံသွေးရေးခီးသွားလမ်းပိုင်တွေဖြစ်လာရဆိုရင်သူတို့မိသားစုကအဲ့မြေနေရာမှာသူများတက်ဆုံးအောင်လို့စီဆိုင်ဖွင့်ဖို့စတင်ပြီးတော့လုပ်ကြတာပဲတခါတခါကျစီဆိုင်ပါမစ်ထရန်စဖော်မာပါမစ်ကြိုပြီးတော့ရှောက်ထားတတ်တယ်ပါမစ်စုံပြီးစောက်လုခွင့်ရပြီဆိုတာနဲ့ အဲ့ဒီ grant တွေပါမစ်တွေကိုတခြားလုပ်ငန်းတွေပြပြီးတော့ဘဏ်မှာပတ်စံချေးတယ်။ဘဏ်ရတဲ့ငွေနဲ့ပဲအလုပ်လုပ်တယ်။စီဇိုင်းကြီးပြီးသွားတဲ့ခါမှာသူကုန်ကျငွေကသိန်းထောင်ကနန်းလောက်ဆိုရင်သူ့စီဇိုင်းရနေပြီးတော့နှစ်အနည်းငယ်ကြာလို့ရှိရင်သိန်းထောင်ကနန်းဖြစ်လာပါလေ။ဒါကအရင်ငွေစည်းတည်ငိမ့်နေတုန်းကတန်မိုးတက်လာတာကိုပြောတာနော်။အခုလိုမျိုးငွေတန်မိုးကျနေလို့ဈေးတက်လာမျိုးမဟုတ်ဘူး။ဘန်တို့ကကြတော့စီဆိုင်ဝင်ငွေကနေပေးကြတယ်။နေရပုံမှန်စီဆိုင်တစ်ဆိုင်ကတလောက်350အနည်းဆုံးဝင်ငွေရှိကြတာပါ။အ သူများဒေတာတော့ကျွန်တော်မသိပေမဲ့ကိုတိရဲ့ဒေတာမှာအဲ့ဒါကအနည်းဆုံးပါပဲမျိုးရင်းနဲ့နီးရဆိုရင်300ကျော်မြတ်ပါတယ်ကျွန်တော်အဲ့ဒီကနေပြီးတော့ဘာတွေ့ကြုံရလိုက်လဲဆိုရင်အဲ့ဒီမိသားစုရဲ့ကိုရဲကရှေးစင်းနောက်စင်းပဲတမျိုးရင်းသွားပြီးနေရမတူတဲ့လမ်းညောင်းသိမ်းတဲ့နေရလမ်းပိုင်ဒီမှာမြေကွက်ဝယ်ပြပါတယ်တယောက်ကမျက်နှာစာပေးတရားရှိတဲ့မြေကွက်ကိုဝယ်တယ်နောက်တစ်ယောက်ကပေးနေရပတ်လည်ဝယ်တယ်ကျွန်တော်ကကြတော့မျက်နှာစာပေး60နဲ့အနောက်ကိုပေးရချီတဲ့မြေကွက်ကိုဝယ်ပြပါတယ်လိမ်မြေကွက်နဲ့ဥယျာဉ်မြေကွက်ပေါ့ အဲအဲ့တော့ငါအကွက်တစ်ခုကိုသိန်း200လောက်ပဲပေးရပါတယ်။ရွှေစည်းကကျတော့9သိန်းနီးပါးလောက်ပဲရှိပါဦးမယ်။သူတို့ကကျတော့သူတို့မြေကွက်တွေကို grant လုပ်မယ်တဲ့။အခုမြေကွက်လည်း grant လုပ်မယ်ဆိုရင်မှတ်ပုံတင်တဲ့စာရွက်စာရင်တွေတစ်ခါလေးပေးလိုက်ပါလားတဲ့။ကျွန်တော်လည်းအဲ့ဒါနဲ့ OK လုပ်မယ်ပေါ့။ကန်းကဘလောက်ခေလဲဆိုရင်မှတ်ပုံတင်ရအရေးတဲ့ပြောင်းနေလို့မပေးလိုက်ရအောင်။ကိုလည်းအဲ့ချိန်ကတော့အဲ့လောက်ထိစိတ်ထဲမရှိပါဘူး။အဲ့ဒါနဲ့ပဲမလုပ်တော့ဘူးဗျာ။အဲဒါနဲ့6လတနည်းလောက်တည်းကြာရောသူတို့မြေကွက်နှစ်ကွက်စလုံးက grant ကြလာတယ်။ ပြီးတော့တိတ်မကြောက်နောက်တစ်နှစ်တွင်တကွက်ကစီဆိုင်ပါမစ်လျှောက်တယ်လုံထုံးလုံနီအစင်းစင်ပြီးတော့နောက်တစ်နှစ်လောက်မှစီဆိုင်ဖြစ်လာတယ်နောက်တကွက်ကကြတော့နောက်၃နှစ်ကျော်လောက်ကြာမှကုံသွေးလမ်းပိုင်းအချက်ချာကြလာတော့စီဆိုင်လျှောက်၄နှစ်လောက်မှဖွင့်နိုင်ခဲ့ကျွန်တော်အပေါ်မှာပြောခဲ့သလိုပဲသူတွေကဆော်ရက်ဆော်ရက်နဲ့ရလာပြီဆိုရင်ဘန်စီကနေပြီးတော့ချင်းငွေထုတ်ပြီးတော့စောက်ကြတာဖြစ်ပါတယ်အခုဆိုရင်အဲ့ဒီစီဆိုင်ရဲ့တန်ကြီးကတိန်းတောင်းကနဲကျော်မြင့်ထင်းနေပြအဓိကဇင်းနေတော့ကျွန်တော်ရေးတေချာမပြောတတ်ပါဘူး ကျွန်တော်အဲ့မှာအတွေ့အကြုံကဘာများရလိုက်တယ်လဲဆိုရင်အလုပ်တစ်ခုဆိုတာကသေးငယ်တဲ့အလွဲလေးတွေကနေလေတခါတခါကြာရင်အခွင့်အရေးကြီးတွေကိုလွဲချော်စီတတ်တယ်ဆိုတာကိုကောင်းကောင်းနားလည်သွားခဲ့ပါတယ်အဲ့ဒီတော့ကိုဝယ်တဲ့မြေကမျက်နှာစာပေတရားရှိမေ Grand Tutu ရှောက်ဖို့ပြောတဲ့အချိန်မှတ်ပုံတင်တာမပြောင်းနေဘူးဆိုရင်ကိုရဲ့အဲ့ဒီမြေကွက်ကလေအခုဆိုသူတို့နဲ့ပေါင်းပြီးတော့စီဆိုင်လေးဖြတ်သွားနိုင်တာပဲအဲ့ဒီတွေ့ကြုံကဒီနောက်ပိုင်းအလုပ်တွေလုပ်တဲ့ခါမှာအများကြီးကျွန်တော်ကိုကျွန်တော်တိုးတက်စေပါတယ် ကျွန်တော်အနေနဲ့ဘယ်လောက်ပဲဖြစ်ဖြစ်လှုပ်ဖို့လိုအပ်တာဆိုရင်တေးသေးမမွားလေးကအစချက်ချင်းပြီးအောင်လှုပ်တက်လာပါတယ်ဘယ်ရအောင်မဆိုရှေ့အလားအလာကိုကြိုတွေးပြီးတော့ပြင်ဆင်နိုင်တဲ့သူကသူများထက်ငွေအများကြီးရှာနိုင်တယ်ဆိုတာကိုကျွန်တော်ကောင်းကောင်းနားလေသွားခဲ့ပါတယ်မြန်မာပြည်မှာအိန္ဒိယကောင်းရင်ပတ်စံရှာတာအရင်ခက်ခဲတာမျိုးမဟုတ်ပါဘူးအဓိကအတိုင်းဝမ်းကြီးလာလေးလေးပတ်စံရှာတာလွယ်လာလေးလေးပါပဲအဓိကခက်ကိုမျက်ခြေမပြတ်ဖို့ပဲလိုပါတယ်ဘယ်ချိန်ကျရင်ဘာဖြစ်လာနိုင်လဲဆိုတာတွေးနိုင်မြင်နိုင်အားလုံးကပတ်စံပါပဲ ဟုတ်ကဲ့ပါဒီကနေ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲခင်ဗျာ